မင်္ဂလာပါခင်ဗျာခုကျွန်တော်တင်ဆက်ပေးမှာကတော့နံပါတ်1ကာနေဇန္တာဤငယ်ဘဝနံပါတ်2ကာနေဇန္တာဤအလုံးနဲ့ဘဝဖြတ်တမ်းမှုနံပါတ်3ကာနေဇန္တာဤနေဝမှုခရီးစဉ်တို့ပဲဖြစ်ပါတယ် KFC ရဲ့ဖောင်ဒါဖြစ်လာမဲ့ကာနေဇန်ဒါဟာသူ့အသက်9နှစ်မှာသူ့ဖခင် ဆုံးပါသွားခဲ့ပါတယ်။မိခင်မုဆိုးမနဲ့အတူတူမပြည့်စုံတဲ့ဘဝကိုကြိုးစားကြိုးစားရှင်တန်ရင်းငယ်ဘဝကိုကြော်ဖြတ်ခဲ့ရပါတယ်။ရေဒူကလေးတွေကြောင်းနေချိန်အသက်16နှစ်အရွယ်မှာမိသားစုရဲ့စာဝင်နေရေးအဆင်မပြေတာမှုသူ့ကြောင်းကထွက်ခဲ့ရပါတယ်။တွေ့ရမီယာအလုပ်လေးတွေ လိုက်လို့ရင်သူ့ဝိုင်းရေးအတွက်ရှာဖွေစားတောက်ခဲ့ရပါတယ်။အသက်18နှစ်အရွယ်မှာအလုတ်၄ခုလောက်ကနေ သူအထုပ်ပယ်ခံခဲ့ရပြီးပြီဖြစ်တယ်။သူ့အသက်18မှာတော့သူဟာမြင့်ထားလက်မှတ်ရုံးမှာအလုတ်လက်မှတ်ရောင်းခဲ့ရတယ်။ဖိုးချိန်မှာပဲသူဟာအိမ်အောင်ကြခဲ့တယ်။သူ့အသက်19နှစ်မှာသူဟာသမီးလေးတစ်ယောက်ဖခင်ဖြစ်လာခဲ့ပါတယ်။ ငယ်ရတဲ့စိတ်နဲ့လက်ထပ်ခဲ့တဲ့အိမ်ောင်ကြီးကမတိမြဲခဲ့ပါဘူးသူအသက်20မှာအရွယ်မှာသူ့မိမကသူ့ကိုထားခဲ့ပြီး သူတို့နှစ်ဦးရဲ့တစ်နှစ်အရွယ်သမီးလေးကိုပါ ခေါ်သွားခဲ့ပါတယ်သူအသက်22နှစ်မှာစစ်တပ်ထဲသူဝင်ခဲ့ပါတယ်ထို့ပြင်ဥပဒေရေးရာဆိုင်ရာကျောင်းဝင်ခွင့်တင်ခဲ့ပါတယ်ဒါပေမဲ့ကာနယ်ဇန်းသားကိုမိရိနေရာကမှလက်ခံခြင်းမရှိခဲ့ပါဘူးဒါပေမဲ့ အမခန်ဌာနတစ်ခုမှာ သူအလုပ်ရခဲ့ပါတယ်။သူတို့လုပ်နေတဲ့လုပ်ငန်းစုကြီးအရှုံးပေါ်လို့သူအလုပ်ကထွက်ခရပြန်ပါတယ်။နောက်ဆုံးတော့ကာနယ်ဇန်တာတယောက်စားတောက်ဆိုင်တိတိလေးတစ်ခုမှာအင်းချက်နဲ့ပကံစီသမားအဖြစ် အလုပ်လုပ်ဖို့ဆုံးဖြတ်ချက်ချလိုက်ပါတော့တယ်။နံပါတ်2အနေနဲ့ကာနယ်ဇန်တာရဲ့အလုပ်နဲ့ဘဝဖြတ်တန်းမှု 1950ခုနှစ်အမေရိကန်နိုင်ငံ Crash Depressions လို့နာမည်ကျော်တဲ့စီးပွားရေးပြက်ကပ်ကြီးဖြစ်ပေါ်နေတဲ့အချိန်အိမ်ဒီသေးလေးတစ်လုံးနဲ့ကားလေးတစ်စီးကိုပဲပိုင်တဲ့အဖိုးကြီးတစ်ယောက်ရှိပါတယ်။သူဟာအသက်60ရှိနေပြီးသူ့လက်ထဲမှာရှိတာဆိုလို့အစိုးရအလုပ်လက်မဲ့ထောက်ပံ့ခြင်း69ဒေါ်လာသာရှိပါတယ်။ဒါနဲ့သူတစ်ခုခုလုတ်လုတ်တင်နေပြီဆိုပြီး သူဘာလုံနိုင်တယ်လဲဆိုတာကိုစဉ်းစားလိုက်တော့သူ့တငယ်ချင်းတွေကသူ့ရဲ့ကြက်သားကြော်နီးကိုအမြဲချီးမွမ်းကြတာကိုတတိရလာပါတယ်။အသက်လည်းကြီးနေပြီဆိုတော့ဒီကြက်သားကြော်နီးကိုအသုံးပြုပြီးစီးပွားရေးရှာတော့မယ်လို့သူဆုံးဖြတ်လိုက်ပါတယ်။အဲ့ဒါနဲ့သူနေထိုင်ရာကင်ဒက်စကီပင်းနယ်ကနေခလာပြီးအမေရိကန်တခြားပြည်နယ်တွေကစားတောက်ဆိုင်တွေမှာသူ့ရဲ့ကြက်သားကြော်နီးကိုရောင်းချပါတော့တယ်။သူဟာစားတောက် ဆိုင်ပိုင်ရှင်တွေကို သူ့မှာစက်သားကိုအယတာရှိအောင်ကြော်နိုင်တဲ့နီးစနစ်ရှိတယ်လို့တိုက်ရောက်ပေမဲ့ဘယ်ပိုင်ရှင်မှမဝဲကြပါဘူးနောက်ဆုံးရောင်းလို့မရတာနဲ့ဒီစက်သားကြုံပြီးတော့အလကားပြီးမယ်ကွာငါကိုမင်းတို့ရောင်းရတဲ့အထဲကရခိုင်နှုံးနဲ့ပြန်ပြီးဆိုပြီးတော့အပြေးယူလောက်တာတောင်ဘယ်ပိုင်ရှင်မှလက်မခံကြပါဘူးဒီလိုနဲ့စားတော့ဆိုင်တထောင်ကြော်ကြော်ခန့်ကို လမ်းရောက်ခဲ့ပြီးမှမအောင်မြင်ခဲ့ပါဘူး။ဒါပေမဲ့ဒီဖိုးအိုဟာလက်မြောက်အရှုံးမပေးခဲ့ပါဘူး။ဖိုးအိုဟာသူ့ရဲ့ကျသားဂျွန်နီကထူးခြားနေတယ်ဆိုတာကိုယုံကြည်ပါတယ်။ဒီလိုနဲ့1952ခုနှစ်မှာတော့သူ့ရဲ့ကျသားဂျွန်နီကိုစားတော့ဆိုင်အဆိုင်ကဝယ်ယူသွားခဲ့ပါတယ်။ဒီဖိုးအိုကတော့အမေရိကန်တွေကျသားစားသုံးပုံကိုပြောင်းလဲပေးခဲ့တဲ့ကာနေဟန်လမ်စန်ဒါပါပဲ။ 1952ခုနှစ်မှာဇန်တာရဲ့လူဝဲစစ်သားဂျော်နီ KFC ကိုဝယ်ယူသွားခဲ့တဲ့ဆိုင်ကဥတ္တပြည်နယ်ကအကြီးဆုံးစားတောက်ဆိုင်ဖြစ်တဲ့ Pandat Harman of Sas Lake ဆိုင်မှာဇန်တာရဲ့စစ်သားဂျော်နီအတိုင်ရောင်းချခဲ့ရမှာတော့ Harman စားတောက်ဆိုင်ရဲ့ရောင်းအားကတစ်နှစ်အတွင်း95ရာခိုင်နှုန်းအထိတိုးတက်ခဲ့ပါတယ်။ Harman စားတောက်ဆိုင်ရဲ့ ရောင်းအားကိုတွေ့တဲ့အခါမှာစားတောက်ဆိုင်အများပြားကလည်းစန္ဒာရဲ့ကြက်သားကြုံကြီးကိုအလူကြီးဝယ်ယူခဲ့ပြီးစန္ဒာကိုကြက်သားကြုံတစ်ခုရောင်းရရင်တမညတရမတမည4ဒေါ်လာခန်းစားခွင့်ပေးခဲ့ကြပါတယ်စန္ဒာရဲ့လူဝဲကြက်သားကြုံကြီးဆိုတာကရိုးရိုးတဲဦးမှာကြော်တာထက်ဖီအားသုံးတဲဦးကိုတုံးပြီးကြော်တဲ့နီးစနစ်ဖြစ်ပြီးစန္ဒာရဲ့ကြုံကြီးမှာနှင်ခအမွေးကြိမ်အရွက်7မျိုးပါဝင်ပါတယ် စန္ဒာရဲ့ကျစ်သားဂျော်နီဟာ KFC ကုမ္ပဏီရဲ့တန်ဖိုးအရှိဆုံးပိုင်ဆိုင်မှုတွေထဲကတစ်ခုဖြစ်လို့ New York Timeline သတင်းစာကနေဖော်ပြခဲ့ပါတယ်။စန္ဒာရဲ့ကျစ်သားဂျော်နီဟာတခြားစားတောက်ဆိုင်တွေရဲ့ရှင်ရင်လုံးဝကွက်ထွက်နေပြီး KFC စားတော့ဆိုင်ကိုအကြီးအကျယ်အောင်မြင်စေခဲ့တဲ့အထက်အကြောင်းရင်းတစ်ခုပါအခုချိန်မှာတော့ KFC အတင့်စားစာဆိုင်ခွဲများမှာ McDonald's ပြီးရင်ဒုတိယအကြီးဆုံးစားတော့ဆိုင်တွင် ဖြစ်ပြီးနိုင်ငံပေါင်း123နိုင်ငံမှာစိုင်းခွဲပေါင်း2000ကျော်ဖွင့်လှစ်ထားလျက်ရှိပါတယ်။နံပါတ်3ကနဇန်ဒါရဲ့နေဝင်မှုခရီးစဉ်ဇန်ဒါဒီ1980ခုနှစ်ဇွန်လတွင်သွေးကင်ဆာရှိနေကြောင်းစစ်ဆေးတွေ့ရှိခဲ့ပြီးသူဒီ6လအကြာတွင်လူဝါဘုစ်ဂျူဘစ် ဆေးရုံတွင်အဆုတ်ရောင်ရောခါဖြင့်ဒီဇင်ဘာ16ရက်အသက်90တွင်ကွယ်လွန်ခဲ့ပြီးစန္ဒာလီမတိဆုံးမီတလအထိတက်ကြတက်ကြွစွာလှူရှားနေခဲ့ပြီးလူစုအစည်းအဝေးရှိရာသူ၏အဖြူရောင်ဝတ်စုံကိုဝတ်ဆင်ထားသည်လူပေါင်းလူပေါင်း900ကျော်တက်ရောက်ခဲ့သည်လူဝဘိုရှိ KFC ရုံးချုပ်တွင်ပြုလုပ်ခဲ့သည်အောက်မွေပွဲအခမ်းအနားတွင်၎င်း၏ရုပ်အလောင်းကိုအဖွင့်တက်တာထဲတွင် ပြထားသည်ဖြစ်သည် ဇန္ဒာဒီလူအဘူရှိ give his တင်းញိုင်းတွင်မြုံနံထားခဲ့သည်ဇန္ဒာကွယ်လွန်ခြင်းနှင့်ကဘာတဝန်းရှိနိုင်ငံပေါင်း48နိုင်ငံနှင့် KFC ဆိုင်ကွဲပေါင်း6000ခန့်ရှိကတနစ်လျင်ဒေါ်လာ1ဘီလီယံဖြင့်ရောင်းချနိုင်ခဲ့သည်ကနဇန္ဒာရဲ့အဖြစ်ပြက်ကနေပြီးကျွန်တော်တို့တို့တွင်ယူနိုင်မှာကတော့ဘယ်တော့မှအရှုံးမပေးဘူးနဲ့ အကျဉ်းချင်းညစ်ပယ်ခံရတဲ့ဂျမ်းမှာယုံကြည်မှုထားဖို့ပဲဖြစ်ပါလေ။ဘယ်ချိန်မီဖြစ်နိုင်တယ်ဆိုတာကိုဒီဖူးကြီးကအသင်ခန်းစာပြီးခဲ့တာပဲဖြစ်ပါလေ။အဖြစ်ပြက်ကလေးကိုကြည့်ခြင်းအပြင်ကျွန်တော်တို့တွေဟာသင်ခန်းစာတွေအများကြီးရခဲ့ကြပါလေ။ဘဝမှာဘလို့ဒုက္ခအခက်အခဲတွေ ဘလောက်ပဲများနေပါစေအရှုံးမပီးကြော်ဖြတ်ရင်ဘဝကိုကြံ့ကြံ့ခံနိုင်ဖို့ပဲဖြစ်ပါတယ်သူရဲ့အရှုံးမပီးမှုကြောင့်နောက်ဆုံးနေဝင်ချိန်အထိသူဟာချမ်းချမ်းတတတနဲ့ဘဝကိုဖြတ်တန်းသွားနိုင်ခဲ့တာပဲဖြစ်ပါတယ်ကျွန်တော်ရဲ့တင်ဆက်မှုကိုနှစ်သက်ရင်ဖြစ် like share subscribe လေးနှိပ်သွားပေးပါဦးနော် Jesus 吧。